ရွေးကောက်ပွဲ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 လို့မျိုးတော့ကျွန်တော်ပြောကြတာရှိတယ်ဒါကျွန်တော်တို့ခိုင်မှာလို့မှာပါအဲ့ဒါလို့မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဘိုးချအောင်မြင်ရမယ်ဒီနှစ်ကုန်ကျင်းပမဲ့ရွေးကောက်ပွဲပြီးရင်တမနာဘသူဖြစ်မလဲဆိုတာမတွက်ချက်ခင်ကျွန်တော်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတစုံလုံးကိုအကြောင်းနဲ့ပုံဖော်ရမယ်ဆိုရင်လူမှန်တွေထောင်ထဲရောက်ပြီးရာဇဝတ်သားတွေအစိုးရတက်လို့နေတဲ့ခေတ်ဒါကကျွန်တော်တို့နိုင်ငံရဲ့ ်ပကတိနိုင်ငံရေးယဉ်ကျေးမှုအခြေအနေပါ အဲ့ဒီနိုင်ငံရေးနောက်ခံကားချက်ပေါ်မှာအခြေခံပြီးစဉ်းစားရင်ဒီနှစ်ကုန်မှာကျင်းပမဲ့ရွေးကောက်ပွဲကဘာမျှော်လင့်လို့ရမလဲအဖြစ်နိုင်ဆုံးအခြေအနေကတစ်ခုပဲရှိပါတယ်ရာဇဝတ်သားတမရဖြစ်လာမှာပြည်စုံပြောရင် ရာဇဝတ်သားဂိုင်းကျုပ်ကြီးတမရဖြစ်လာမှာဘယ်သူလဲဆိုတာတော့အားလုံးသိပါတယ်စကောင်းဆောင်မေ့အောင်လဲသူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကလည်းတည်ပြီးသားပါစစ်ရာဇဝတ်မှု လူသားမျိုးအနွယ်စုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုရာဇဝတ်မှုပေါင်းစုံပါပဲ2021အာနာသိမ်းပြီးနောက်ပိုင်းသူစစ်တပ်ကရာဇဝတ်မှုမကျူးလွန်တဲ့နေ့ဆိုတာမရှိပါဘူးပြည်သူတွေကိုတက်ဖြတ်မျိုးတွေရွာတွေကိုဘုံကျဲတိုက်ခိုက်မိရှို့ဖျက်ဆီးနေတာနေ့တိုင်းပါပဲနိုင်ငံရေးအရပြောရမယ်ဆိုရင်ပြည်သူတင်မြောက်ထားတဲ့အစိုးရကို ဖြုတ်ချအာနာသိမ်းပြီးကောင်းဆောင်တွေကိုဖမ်းဆီးထောင်ချတာလဲ နိုင်ငံတော်ပုံကံမှုမြောက်ပါတယ်သူတို့စိတ်ကြိုက်ဆွဲထားတဲ့2008ဖွဲ့စည်းပုံကိုပါကြော်လွန်ပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်လက်ရှိမှာဆိုမင်းအွန်လိုင်းကိုနိုင်ငံတကာတရားရုံးဖြစ်တဲ့ ICC ကအရေးယူဖို့ပြင်ဆင်နေပြီးအာဂျင်တီးနားတရားရုံးကလည်းဖန်ဝရန်ထုတ်ကန်ထားတယ်သူဖြစ်ပါတယ်ဒါပေမဲ့ဒီနိုင်ငံကျော်ယာစွစ်သားက2026မှာတရားဝင်သမ္မတဖြစ်လာဖို့90ရာခိုင်နှုန်းကျော်တေချာနေပါတယ် miracle ဆိုတဲ့မမျော်လင့်ထားတဲ့ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ခဲ့ရင်တော့တမျိုးတစ်ပုံပြောင်းသွားမှာပေါ့ကျွန်တော်နိုင်ငံမှာလွတ်လပ်ရပြီးတဲ့အချိန်ကနေအခုထိသမ္မတ၁၀ဦးရှိခဲ့ပါပြီအဲ့ဒီတဲက၅ဦးဟာပြည်သူကရွေးချယ်တဲ့လွတ်တော်တွေကနေတင်မြှောက်ခံခဲ့ရတဲ့သမ္မတတွေဖြစ်ပါတယ်ရတသမ္မတတွေပါနောက်၅ဦးကတော့စစ်တပ်ကလာတာပါပြောရရင်ပြည်သူဆန္ဒမပါပဲသမ္မတဖြစ်ခဲ့တဲ့သမ္မတတွေပါ အဗျံအေဂျင့်တွေဟာစီရီယာကီလာလိုရာဇဝတ်သားတွေကိုဖမ်းဖို့အတွက်သူတို့စိတ်နဲ့သူတို့ရဲ့အပြုအမူတွေကိုအရင်အတိတ်ပဲခေါ်ကြည့်တတ်ကြပါတယ်ကျွန်တော်တို့လည်းစစ်ကောင်းဆောင်ဘာတွေတွေးနေလဲဆိုတာလေ့လာကြည့်အောင်သူတမနာဖြစ်ရှင်လားဆိုတဲ့မိကုံးကတော့ဘေးရင်မေးစရာလည်းမလိုသလိုစုံစမ်းနေစရာလည်းမလိုပါဘူးသူလောက်တာတွေကြည့်ုံနဲ့တမနာဖြစ်ရှင်တာတပိုင်းသိနေတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်အနာမသိငင်ရပိုင်းလိုမှာပဲရွေးကောက်ခံ NLD အစိုးရစီကနေ သူ့ကိုတမရအနေနဲ့အာနာလွှဲပေးဖို့တောင်းဆိုခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်ဒါကတော့1958မှာဝန်ကြီးချုပ်ဦးနုစီကနေဘိုနီဝင်းကအာနာလွှဲယူခဲ့တဲ့ပုံစံနဲ့အလွယ်ရမလားလို့တောင်းတဲ့သဘောဖြစ်နိုင်ပါတယ်2021အာနာသိန်းတဲ့မနေ့မှာလဲတမရအိန်တော်တဲ့တက်တွေအပြည့်ဝင်ပြီးတမရဦးဝင်းမြင့်ကိုစစ်ဘိုလ်ချုပ်နှုတ်ကကျမ်းမာရေးအကြောင်းပြပြီးနှုတ်ထွက်ပေးဖို့အကြက်ကန်ခဲ့ပါတယ်။တမရကသူကျမ်းမာရေးကောင်းတယ် မနှုတ်ထွက်နိုင်ဘူးလို့ပြောတော့စစ်ဘုတ်ကျိုးတွေကပြန်စင်းစားပါပုဂ္ဂိုလ်ရေးထိခိုက်မှုရှိလာနိုင်ပါလိမ့်မယ်လို့ဖိအားပေးတဲ့အခါမှာသမရဦးဝင်းမင်းကနှုတ်ထွက်မပေးနိုင်ဘူးအသေးခံမယ်ဆိုပြီးပြန်ပြောခဲ့တယ်လို့သူရှိနေတွေကကျွန်တော်တို့ကိုပြောပြခဲ့ပါတယ်ဒါကအာနာသိန်းနဲ့မနေ့အထိစကောင်းဆောင်မင်းအောင်လှိုင်ကသမရကိုအကြက်ကန်ပြီးအာနာကိုအေးဓမြတိုက်ဖို့ကြိုးစားခဲ့တဲ့သမိုင်းသက်တည်တစ်ခုပါ မရတဲ့အခါကျတော့အင်အားသုံးပြီးအာနာသိမ့်ခဲ့တာပေါ့ဒါရင်မက နောက်ပိုင်းမှာလဲတမရဖြစ်ဖို့တနည်းအားဖြင့်မင်းတရားကြီးလှုပ်ဖို့အတွက်ဘေဒင်ရတရားတွေခြေတာတွေလဲတွေ့ခဲ့ရပါတယ်ပြည်ရင်းမှာသာမကရုရှားနိုင်ငံကြီးသွားပြီးဖျားတယ်ထီးတင်တာတွေလှုပ်ခဲ့ပါတယ်ထီးတင်ပြီးရင်လဲအောင်ပြီးအောင်ပြီးဆိုပြီးရတရားအနေနဲ့ဩဝါသေးတယ်ယေဒနာစိန်ဦးတော်နှင့်နဲ့ညနာတော်တင်မာမီလာခန္ဓာကြီး ဒါရီတလားဆိုတော့မဟုတ်သေးပါဘူးသူကိုယ်သူလည်းတကယ်ကိုဘယင်လိုထင်နေပုံရပါတယ်ရုရှားတံမရပူတင်ဟာဗျာဒိတ်တော်အရာကြွမ်းမင်းဖြစ်ပြီးသူကတော့မြမဘယင်ဖြစ်တယ်ဆိုပြီးအရှက်မရှိပူတင်ကိုသွားပြောတာလဲအားလုံးသိပါပဲထူးခြားတဲ့တံမရကြောင့်တကူအဆွေတော်ကိုကျွန်တော်ပြောလို့ပါတယ် တော်မအပြည့်ရှိတဲ့ကျွမင်းရဘုရားတဒ္ဒရာတကယ်2002ကျော်တဲ့ခါမှာပါပမင်းတို့တက်မှာတိုးဆောင်လူမျိုး12မျိုးနဲ့မှာရုရှားလူမျိုးရဲ့ဧကရမင်းဖြစ်လာလိမ့်မယ်လို့ပြောပါတယ်။ထူးခြားတဲ့တိုက်ဆိုင်ပြီးအန်ဝန်ကိုရမှန်ကန်တယ်လို့ကျွန်တော်တွေ့တယ်။ဟုတ်ပါတော့ဒီအချက်တွေကိုကြည့်ရင်တမနာဖြစ်ရှင်တာရိုးရိုးမဟုတ်ပါဘူး။အယူတစ်ပိုင်းဖြစ်နေတာကိုကျွန်တော်တွေ့ရပါတယ်။ဘာလို့တမနာဖြစ်ရှင်တာလဲဆိုတာကိုချုပ်ကြည့်ရရင်သူ့ရဲ့အတ္တအာဃာတတွေနဲ့ နိုင်ငံရေးလောဘစီးပွားရေးလောဘတွေပါလာတည်ကြပါတယ်အဲ့ဒီဆန္ဒတွေအပြင်လက်တွေကြကြစဉ်းစားရရင် သူ့အတွက်တမရမဖြစ်ဖြစ်အောင်လှုပ်ဖို့လိုနေတဲ့သဘောရှိပါတယ်အကြောင်းကတော့သူကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေအတွက်အဖမ်းမခံရဖို့နိုင်ငံတကာတရားရုံးမတက်ရအောင်ကာကွယ်ဖို့အဲ့လိုမှမဟုတ်ရင်ဖိလစ်ပိုင်တမရဟောင်တူရာဒေးလိုအဖမ်းခံရပြီး နိုင်ငံတကာတရားရုံးကိုရောက်သွားနိုင်ပါတယ်အဲ့လိုအလုံးမခံရဘူးသူ့မှာအာဏာအပြည့်ရှိဖို့လိုပါတယ်ပြီးတော့သူ့မိသားစုနဲ့မိသားစုစည်းပွားရေးတွေကာကွယ်ဖို့အတွက်လည်းသူ့မှာအာဏာတွေအပြည့်ရှိဖို့လိုပါတယ်စစ်တပ်နဲ့ပတ်သက်ပြီးပြောရရင်2008ဖွဲ့စည်းပုံကိုသူကာကွယ်ဖို့လိုပါတယ်ဒါမှစစ်တပ်ကနိုင်ငံရေးမှာအမြဲတမ်းဥဆောင်ကဏ္ဍကပါဝင်ပြီးအုတ်ချုပ်နေနိုင်မှာဖြစ်ပါတယ်။သူ့ရဲ့အကျိုးစီးပွားနဲ့တက်ရဲ့အကျိုးစီးပွားက အပြန်အလှန်အမိသက်ဟဲပြုတ်နေတာဖြစ်ပါတယ်။အဲ့ဒီအချက်တွေကသူ့အတွက်မဖြစ်မနေတမရလုံးမှာ ဖြစ်မယ်ဆိုပြီးစဉ်းစားကြတဲ့အချက်တွေဖြစ်ပါတယ်။ဒီနေရာမှာသူတမရလုံးမလားမလုံးဘူးလားဆိုတာကိုနိုင်ငံရေးသုံးသက်သူတွေကြားထဲမှာမတူညီတဲ့အမြင်တွေရှိနေပါတယ်။သူကတက်ချုပ်ရာတို့ကပိုအရေးကြီးတဲ့အတွက်တက်ချုပ်နေရာကိုမစွန်ပဲဆက်ယူနိုင်တယ်ဆိုတာမျိုးစဉ်းစားကြပါတယ်။ဒါမှမဟုတ် တမရယာဓုနဲ့တချုပ်ယာဓုနေရာတွေမှာသူယုံရတဲ့လူတွေခန့်ထားခဲ့ပြီးသူတို့အားလုံးရဲ့အပေါ်မှာနိုင်ငံအုပ်ဆောင်ဆိုတဲ့နေရာအစ်စ်မျိုးဖန်တီးပြီး နေမလားဒါကသူ့ဆရာဘူတန်းရွှေ2010မှာစဉ်းစားခဲ့တဲ့စဉ်းစားပုံမျိုးပါဒီနေရာမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်အတွက်အရေးကြီးဆုံးကတော့မြောက်သစ်ကိုင်းမလွတ်ဖို့လိုပါတယ်အဲ့ဒါကသူ့ဆရာတွေကိုကြည့်ပြီး သူရနိုင်တဲ့သင်ခန်းစာပါ။ဘိုနေဝင်းကသူ့မဆလာပါတီကိုဖျက်သိမ်းပြီးသူ့ရဲ့အယုံအယာဆုံးဘိုခင်ညွတ်အပါဝင်တစ္ဆာကံဘူချုပ်တွေကိုအာဏာလွှဲပေးခဲ့ပါတယ်။ဒါပေမဲ့ဆယ်နှစ်ကျော်ကြာပြီးတဲ့အချိန်မှာသူမဆုံးခင်တစ်နှစ်ဖြစ်တဲ့2000တခုနှစ်မှာသူအာဏာလွှဲပေးခဲ့တဲ့ဘူချုပ်တွေကပဲသူ့မိသားစုကိုနေအကျယ်ကျုပ်ချခဲ့ပါတယ်။ဒါကသူ့အတွက်ပထမသင်ခန်းစာပါ။သူ့ကိုတက်ချုပ်ရာထူးပေးခဲ့တဲ့ဘူချုပ်မူကြီးတန်းရွှေကိုယ်တိုင်လည်းအာဏာလက်လွတ်လိုက်လို့ မြောက်တကိုင်းလွတ်ပြီးမှားခဲ့တာအခုဆိုရင်တွေ့နေရပါပြီ။နှစ်ပေါင်း20လောက်အသေးချာစီမံပြီးစိတ်ချရတဲ့အချိန်မှာ သူယုံကြည်ရတဲ့ဗကြိုကြီးတိန်းစိန်ကိုတမရကျွတ်တော်မှာလဲစစ်ဘိုလ်ချုပ်တွေဖြစ်တဲ့သူရဥွှေမန်းဥခင်အောင်မြင့်တို့ကိုခန့်ခဲ့ပါတယ်။တက်ကိုသူစိတ်ချရဆုံးဖြစ်တဲ့မင်းအောင်လိုင်လက်ထဲကိုရင်လွှဲပေးခဲ့တာအခုဆိုမှန်မှန်တည်နေတော့ပါပြီ။စစ်ကောင်စီကိုဝေမန်လို့အခုဆိုသူသားသမက်ဒေါက်တာနေဆုံးမောင်ကိုရင် ထောင်ထဲရောက်နေပါပြီ။ချိန်ကမင်းတရားကြီးလို့တင်စားခေါ်ခံရတဲ့အာနာရှင်ဘုဂျုံမူကြီးတန်းရွှင်နဲ့မိသားစုကိုယ်တိုင်မလုံခြုံတော့ပါဘူး။ဆိုတော့စစ်ကောင်းဆောင်မင်းအောင်လိုင်းအနေနဲ့အာနာလက်လွတ်လို့မဖြစ်ဘူးဆိုတာသင်ကန်းသာယူပြီးတော့ပါပြီ။ဒီတော့မြောက်တက်ကိုင်းအလွတ်ခံမှာမဟုတ်ပါဘူး။ဒီနေရာမှာသူရွေးရမှာကတမရလားတက်ချုပ်လား တက်ချုပ်ရာတို့ကဖွဲ့စည်းပုံအရလွတ်တော်မှာတက်ကိုယ်စလဲအစိတ်သားခန့်နိုင်ခွင့်အရေးကြီးတဲ့ကာကွယ်ရေးပြည်ထရေးနေဆက်ရေးရာဝင်ကြီး၃နေရာခံထားနိုင်ခွင့်နောက်ဆုံးကုံကုံပြောရရင် အာနာသိမ့်နိုင်ခွင့်အထိရှိပါတယ်ဒါပေမဲ့တမရ2008ဖွဲ့စည်းပုံအရနိုင်ငံတော်ရဲ့အကြီးအကဲဖြစ်တာကြောင့်အာနာအရှိဆုံးယာတုဖြစ်ပါတယ်ဒီနေရာမှာမေကုံးကသူခန့်တဲ့တက်ချုပ်အစ်စ်ကသူ့ကိုအာနာပြန်သိမ့်မလားဆိုတဲ့အချက်ပါ ဒါကတော့လက်ရှိအခြေအနေကမဖြစ်နိုင်တဲ့အလားလာပါဘူဂျုတ်တွေတံမရလုတ်ပြီဆိုရင်မြန်မာစစ်တပ်ကအာဏာသိမ်းတဲ့ထုံးစံမရှိခဲ့ပါဘူးဦးနေဝင်ခေဦးသိန်းစင်ခေအားလုံးကပလင်းတူဘူးဆိုဆရာတပည့်တွေပါပဲတကယ်တတ်တည်ရှိပြီးအပြည့်ရှင်းမဲ့ဖျဲသီးကြီးကြီးပေါ်လာရင်တော့မီရကယ်ဖြစ်သွားနိုင်ပါတယ်စကောင်းတော်မင်းအွန်လိုင်းမှာအာဏာရှိပြီးသားပါ 2021မှာလက်နက်အာကိုဗီအာနာသိမ်းခဲ့တဲ့ကအာနာအပြစ်ရှိပါတယ်။လက်ရှိလဲယာယီတံမရဖြစ်ပါတယ်။ဒါပေမဲ့ဒီအာနာနဲ့ယာရုကိုတရားဝင်ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ဘယ်နည်းနဲ့လုပ်မှာလဲ။ရွေးကောက်ပွဲနည်းလမ်းပါပဲ။ကမ္ဘာမှာအာနာရှင်နဲ့အာနာရှင်တပိုင်းနိုင်ငံတွေကရွေးကောက်ပွဲလုပ်ပြီးအာနာယူတတ်ကြပါတယ်။ရုရှားတို့ဘယ်လရုစ်တို့လိုလဲဒီတိုင်းပါပဲ။အဲ့ဒီနိုင်ငံတွေကစစ်ကောင်းဆောင်မင်းအောင်လှိုင်ပုံမှန်သွားနေတဲ့ သူ့ရဲ့အာဏာရှင်မဟာမိတ်နိုင်ငံတွေပါအဲ့ဒီနိုင်ငံတွေမှာရွေးကောက်ပွဲကျင်းပပြီးကိုယ့်ကိုယ်ကိုတမရပြန်ခန့်တာပါပဲရွေးကောက်ပွဲကတော့နိုင်ငံတကာမှာ legitimacy ရှိတယ်ဆိုတာကိုပြဖို့လှုပ်ကြတာပါတကယ်တော့အဲ့နိုင်ငံတွေမှာမဲလိမ်မဲခိုးပြီးအတုအယောင်ရွေးကောက်ပွဲတွေပဲလှုပ်ကြတာပါဒါခစ်သစ်အာဏာရှင်တွေရဲ့နီးနာပါပဲဒီနေ့ကုန်လုံးမဲ့ရွေးကောက်ပွဲလဲဒီအတိုင်းပဲဖြစ်မှာပါဆိုတော့စစ်ကောင်းဆောင်ဘလို့တမရဖြစ်လာမှာလဲသူ့ကိုတက်ကူဇလဲတွေက ဒုတံပရာတယောက်အနေနဲ့တင်မြောက်နိုင်ပါတယ်။နောက်နှစ်ယောက်ကတော့မြို့သားလွတ်တော်နဲ့ပြည်သူလွတ်တော်ကရွေးချယ်ရမှာပေါ့။ဒါက2008ဖွဲ့စည်းပုံခြေခံဥပဒေအတိုင်းပါပဲ။စစ်တပ်ရဲ့ political wing လို့ပြောလို့ရတဲ့တက်ခံဖွံ့ဖြိုးရေးပါတီကသူတို့ပါတီဥက္ကဋ္ဌဖြစ်တဲ့ဥခင်ကြီးကိုဒုတံပရာအနေနဲ့တင်ရမှာပါ။နောက်ဒုတံပရာ2ကတော့တိုင်းသားတွေကဖြစ်ဖို့များပါတယ်။သူကတော့ရုပ်သေးတံပရာပေါ့။ အဲ့ဒီဒုတံမရ3ယောက်ထဲကသူ့ကိုတံမရရွေးဖို့သူနဲ့ဥခင်ကြီးကြမှာလဝါရိုက်ပြီးသားဖြစ်ရမှာပါဒီနေရာမှာမမေ့ရမှာကအာနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်မယောင်လိုင်ကရဲကျုပ်ဟောင်းဥခင်ကြီးကိုလာဝကဝန်ကြီးခန့်ခဲ့တာပါနောက်တစ်နေ့အကြာမှာကြံ့ခံရေးပါတီဥက္ကရာဦးတန်းထေးကိုဖြုတ်ချပြီးဥခင်ကြီးနဲ့အစားထိုးခဲ့တာလဲတတိယဖို့လို့ပါတယ်ဆိုတော့ဘသူကဆရာလဲ ဘယ်လိုစီစဉ်ထားလဲဆိုတာရှင်းပါတယ်2026မှာတံမရဖြစ်ုံနဲ့အာနာရှင်တယောက်တည်းလုံလောက်ပြီလားစစ်ကောင်းဆောင်ဘာဆက်စဉ်းစားနေမလဲလိုက်ပြီးတွေးကြည့်အောင်စစ်တပ်ကအာနာသိန်းနဲ့1962ကတွေ့ရင်သူ့ဆရာရဲ့ဆရာဘူနေဝင်းက1988ခုနှစ်တည်းတန်းပြီကို26နှစ်အုပ်ချုပ်ပြီးသူ့စစ်တပ်ကိုအာနာလွှဲပေးခဲ့ပါတယ်သူကိုတက်ချုပ်ရာထူးပေးခဲ့တဲ့ သူ့ဆရာအရင်ဘူတန်းရွှေက1962ကတွက်ရင်2017ခုနှစ်အထိ16နှစ်အုပ်ချုပ်ပြီးသူ့တပည့်ဘူကျုပ်တွေကိုစနစ်တကျအာဏာလွှဲပေးခဲ့တာပါဆိုတော့သူ့အနေနဲ့ရေရှည်အာဏာချုပ်ကင်နိုင်ဖို့စီစဉ်နိုင်ပါတယ်ဒါလည်းသူ့အတွက်တော့မခက်လာပါဘူးနောက်နှစ်သူပထမအကြိမ်တမနာဖြစ်တဲ့တက်တန်းမှာပဲသူအာဏာဆက်တည်မြဲဖို့ဖွဲ့စည်းပုံကို လိုသလိုပြင်လို့ရပါတယ်ဘုံကုံပြောရင်ຢာတက်ပံတမရလို့တော့ချစ်ကံအမှုတွေတဲ့ထည့်ပြီးရေးမလားပေါ့လေကျွန်တော်တို့ဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာလည်းအတူတူစရာအာနာရှင်နိုင်ငံတွေကအများကြီးရှိပါတယ်ကမ္ဘောဒီးယားကဟွန်ဆန်အားနှစ်ပေါင်းများစွာဝန်ကြီးချုပ်အနေနဲ့အာနာယူရာတဲ့အားမရပဲသူ့သားကို dynasty ပုံစံနဲ့အာနာလွှဲပေးခဲ့ပါသေးတယ်မြန်မာမှာတော့အဲ့လိုနိုင်ငံကြီးအစဉ်လာတော့သူတို့တက်ထဲမှာတော့ မရှိပါဘူးဆိုတော့ military dynasty ပုံစံနဲ့သူရဲ့စိတ်အချရာသွန်ဗိုလ်ချုပ်တွေကိုပဲလွှဲပေးပြီးတိုက်ခန့်နိုင်ငံရေးပါတီတွေကိုမိခံမတ်တရှိနေတဲ့သဘောပဲထားထားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေရဲ့တော်လန်ပုံကန်တက်တဲ့စိတ်ဓာတ်အာဏာရှင်ကိုအလွန်ဘုံနဲ့သူတို့ရဲ့နိုင်ငံရေး DNA တွေနဲ့တော့သူအုပ်ချုပ်ခြင်းလို့အုပ်ချုပ်ဖို့မလွယ်ပါဘူးဒါပဲဖြစ်ဖြစ်ရွေးကောက်ပွဲစစ်ကောင်းဆောင်နဲ့ သူစစ်အုပ်စုတစ်ခုလုံးအတွက်နိုင်ငံရေးထပ်ပေါက်ဆိုတာတော့အမေ့ကြပါနဲ့နောက်တစ်ခုက အာနာရှင်လုတ်တဲ့ရွေးကောက်ပွဲအာနာရှင်အတွက်ပါပဲပြည်သူတွေအတွက် မဟုတ်ဘူးဆိုတာကိုသတိရကြပါ Stay strong collect